တပ်သားတွေကိုစစ်စေးရေးစိမ်းနဲ့လာစာတွေကိုမပေးပဲနဲ့စစ်တိုက်ခိုင်းနေဟောလာစာလည်းမပေးဘူးတဲ့စစ်စေးရေးစိမ်းလည်းမပေးဘူးတဲ့နော်လာစာနဲ့စစ်စေးရေးစိမ်းမပေးပဲနဲ့တပ်သားတွေကိုစစ်တိုက်ခိုင်းနေတဲ့ဒါဗမောတိုက်ပွဲမှာပေါ့နော်ဗမောတိုက်ပွဲမှာနောက်တစ်ခုကပကံညာဦးလမ်းမှာအိမ်စီကား နဲ့လာတဲ့ပြူစောဒီနှစ်ယောက်ကို PDF တွေကအရှင်ဖမ်းမိခဲ့တယ်။အဲ့ဒါကိုခုခံကာကွယ်ပြီးထွက်ပြေးတဲ့အတွက်ကြောင့်ပြူစောဒီနှစ်ယောက်တိတ်ဆုံးသွားတယ်ပေါ့ဗျာ။ပြူစောဒီနှစ်ယောက်တိတ်ဆုံးသွားတယ်ပေါ့။နောက်တစ်ခုကပန်းတောင်မြို့နယ်နဲ့ဗမော်မြို့နယ်တိုက်ပွဲမှာနော်ရှေ့တန်းစစ်မြေပြင်မှာစစ်မှုထမ်းတပ်သားတစ်ရာနဲ့ကြီးတိတ်ဆုံးကြတယ်နော် တတ်ဆိုင်ရာမိဘတွေကိုလုံးဝအသိပေးခြင်းအကြောင်းကြားခြင်းမရှိပါဘူးတဲ့။ဟောအခုအကိုတိုင်ပန်းတောင်းမှာအရကတ်တတော် A နဲ့စစ်တပ်နဲ့တိုက်ပွဲအကြီးကျယ်ဖြစ်တယ်။ဗမော်မှာလည်းပဲ KIA PDF တွေနဲ့စစ်တပ်နဲ့တိုက်ပွဲအကြီးကျယ်ဖြစ်တယ်။အဲ့ဒီတိုက်ပွဲကြီးနှစ်ခုမှာနော် အားနေရာတွေမပါသေးဘူးပန်းတောင်မတရားသိဆုံးနေရဲဆိုတဲ့တည်းကြားကြည့်ပါလားเนาะဘသူကစစ်မှုထမ်းတဲ့ကိုဝင်တော့မလဲသူတို့တတ်သားတဲ့စုဆောင်းရတာခတ်မှာပေါ့เนาะဘာကြောင့်ခြေထမ်းမှာတတ်သားတဲ့စုဆောင်းတာကိုတည်နှိုးဝှက်ထားလဲဆိုရင်တတ်သားတဲ့စုဆောင်းရမှာခတ်လို့တဲ့เนาะခတ်လို့တဲ့နောက်တစ်ခုကစစ်မှုထမ်းတတ်သားတဲ့အများကြီးတေကုန်ပြီဆိုတဲ့တည်နှိုးကို သူတို့မထွက်ချင်ဘူးပေါ့ဗျာနော်စစ်မှုထမ်းတပ်သားတည်တည်အများကြီးတေကုန်ပြီဆိုတဲ့တရေကိုသူတို့မထွက်ချင်ဘူးဘာဖြစ်လဲဆိုတော့သူတို့တို့အန္တရာယ်ရှိတယ်ဒီသူတို့တို့အန္တရာယ်ရှိတယ်သူတို့ကပြည်သူချင်းချင်းတတ်ခိုင်းနေတာလူရုပ်ပါတယ်နော်နောက်ခုကမကွေးတိုင်းခံကောမြို့နယ်နှမ်းကားကျေးရွာစေဘေးခန့်ကိုစစ်တပ်ကနော်အကြောင်းမရှိအကြောင်းချပြီးတော့လေနဲ့ဘုံကျဲတာဘုဖို့ဆရာဝကြီးဒေါက်တာမြဆိုးအောင် တော့စန်နီခိုင်နှင်းဝေတော့ကိုွန်ဆောင်ကြီးနဲ့နောက်တားငယ်လေးစွတ်စွတ်ပေါင်းဆရာဝန်ကြီးရဲ့ဇနီးရဲ့ဟောတားငယ်လေးရဲ့ဘိုက်ထဲမှာရှိတဲ့ကိုွန်လေးရဲ့အကောလို့ပေါင်း၄ယောက်ပေါ့နော်ကိုွန်ရောပိုင်၄ယောက်မိသားစုအကောလို့ဘုံညက်ခံနေပါသွားတယ်ဗျာကဲဘလောက်စိတ်မကောင်းစရာနော် အဲ့ဒီနှံကားကြေးရွာစေဘေကမှာဆရာဝကြီးဒေါက်တာမြာစိုးအောင်ကပြည်သူတွေကိုစေကုပေးနေတာနော်အဲ့ဒါပြည်သူတွေကိုစေကုပေးနေတဲ့ဆရာဝကြီးဒေါက်တာမြာစိုးအောင်ကိုမြာစိုးအောင်ရဲ့ဒီနှံကားစေဘေကကိုစစ်တပ်ကရည်ရွယ်ချက်ရှိဘုံကျဲတာနော်အဲ့မှာဆေးလာကုတဲ့ပြည်သူ၈ယောက်ဆေးလာကုတဲ့ပြည်သူ၈ယောက်ရဲ့ဆရာဝန်ကြီးဒေါက်တာမြာစိုးအောင်ရဲ့ ဇနီးတဲ့ဖြစ်တဲ့ဒေါ်ခိုင်နေဝေရဲ့ตาလေးရဲ့ကိုဝင်တဲ့ခလေးလေးရဲ့အကုန်လုံးပေါ့ဒါ7ယောက်သေဆုံးသွားတယ်ပေါ့တော့ပြည်သူ7ယောက်သေဆုံးသွားတယ်ဒါတတ်တော့ကိုလူမဆန်တဲ့တရင်ပေါ့ဗျာမိသားစုလိုက်ကြီးသေသွားတာအရင်တကားကလည်းဗမော်ဘက်မှာဘုံကျဲတာမိသားစု9ယောက်သလုံးသေသွားတယ်နော်ဗမော်ဘက်မှာဘုံကျဲတာမိသားစုခွဲအခုလည်းပဲနှမ်းကားကြေးရွာစေပေခန့်ကိုစစ်တပ်က ဘာတိုက်ပွဲမှမရှိဘဲနဲ့ဒီစေကန်းကြီးကိုတတ်တမဲ့ကိုဘုံးလာကြဲတာဆရာဝန်ကြီးမိသားစု၃ယောက်အပဝေစေလာကူတဲ့ပြည်သူ၈ယောက်စုစုပေါင်း၁၁ယောက်သိဆုံးသွားတယ်ဗျာကဲမိသားစုတစ်စုလုံးသိဆုံးသွားတယ်ပေါ့နော်ဒီဆရာဝန်ဟာနှံကကြေးရွာစေပေခန့်မှာပြည်သူတွေအများကြီးကိုစေကုပေးနေတာဒီဆရာဝန်ကြီးမိသားစုသိဆုံးသွားတာတိုင်းပြည်အတွက်အများကြီးဆုံးရှုံးသွားတယ်ဗျာအများကြီးဆုံးရှုံးသွားတယ်နော် ဒီလိုပညာတက်တယောက်ရဖို့ဆိုတာဒီကကြီးထဲမှာမလွယ်တော့ပါဘူးမလွယ်တော့ပါဘူးဒါတော်တော်အင်မတန်စိတ်မကောင်းစရာတည်းမော်ဗျာနော်နောက်တစ်ခုကစကိုင်းတိုင်းမြင်းမှုမြို့နယ်ကြေးရွာနှစ်ယောက်ကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးပြီးတော့ရွာတွေကိုမီးနဲ့ရှို့သွားတယ်ပြည်သူ59ယောက်60နီးပါးကိုလည်းလူသားတိုင်းကအဖြစ်ဖမ်းဆီးသွားတယ်တဲ့ဗျာဒါစကိုင်းမြင်းမှုမှာပေါ့နော်စကိုင်းမြင်းမှုမှာရွာတွေကိုလည်းမီးရှို့တယ် ြည်သူ59ယောက်60နီးပါးကိုလည်းလူသားတိုင်းကပြဖမ်းဆီးသွားတယ်လူရုံးမှာစစ်တယ်နော်နောက်တစ်ခုကမကွေးတိုင်းရေစကြိုမြို့နယ်ရေလေကျွန်းဒေသကိုစစ်တပ်ကစစ်ကြောင်းထိုးပြီးတော့ပြည်သူ35ယောက်ကိုလူသားတိုင်းကပြဖမ်းဆီးသွားတယ်လေဗျာအများကြီးပဲနော်ဒါရေစကြိုရေလေကျွန်းမှာပေါ့နော်နောက်တစ်ခုက၄နှစ်အတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား2000ကျော်တည်ဆုံးခဲ့တယ်လို့ဒါ AAPB ပေါ့နော် AAPB ဆိုတဲ့နိုင်ငံရေးအကျဉ်းသားစောက်ကြည့်တဲ့အဖွဲ့ပေါ့နော်ဘုရားအပြည့်မသေးတာမဟုတ်ဘူးနော်နိုင်ငံရေးအကျဉ်းသားတွေပဲသေးတာထောင်တွင်းထဲမှာသေးတာတချို့ကထောက်ကနေလွတ်လာပြီးတော့ဒီထောင်ရဲ့ဒဏ်နေကြောက်အပြင်ရောက်ဝင်မကြောက်ဘူးသေသွားတာပေါ့တော့ အခုနိုင်ငံရေးအကျဉ်းသားပေါ့ဘယ်လောက်တောင်သေးသွားပြီဆိုတော့2000ကျော်တယ်အများကြီးပဲနော်အများကြီးပဲထောင်ထဲမှာတွေရောထောင်ကလွတ်လာပြီးတော့ထောင်ရဲ့ဒဏ်တွေမခံနိုင်လို့သေသွားတာတွေရောစုစုပေါင်း2000ကျော်သွားပြီဒါတော်တော်စိတ်မကောင်းစရာပဲဗျာနော်ဒါကြောင့်ဘုံဘုံတို့ရဲ့တော်လည်ရေးကြီးအကြီးကြီးတယ်ဘုံဘုံတို့ရဲ့တော်လည်ရေးကြီးအကြီးကြီးတယ်အသက်တွေဘဝတွေအများကြီးနဲ့ကိုရင်းထားရပါတယ်ဒါကြောင့်ဘုံတို့ဝိပပြည်သူတွေဘုံတို့ တော်လည်ရေးကြီးကိုတံပိုးထားပေးကြပါနော်ဟောတို့တံပိုးတော်လည်ရေးကြီးကိုတံပိုးထားပေးကြပါဟောတို့တော်လည်ရေးကြီးဒီကြေးကြီးပါတယ်အသက်တွေဘဝတွေအများကြီးကိုရင်းနှီးထားရပါတယ်ပေးဆက်ထားရပါတယ်ဗောနော်နောက်တစ်ခုကရန်ကုန်မြို့နယ်ကောင်ဗဘဲတန်းမြို့နယ်မဟာဗန္ဓုလလမ်းဘော်နဲ့ရွှေဘုရားလမ်း28လမ်းကြားရှိတဲ့တိတ်ရှိန်ရွှေဆိုင်ကိုလူ၄ယောက်က ဓမ္မဝင်တိုက်သွားတယ်ဟောစစ်တပ်တွေရဲတွေကင်းလှဲ့နေတဲ့ကြားတဲ့ကအဲ့ဒီရွှေသားကိုဓမ္မဝင်တိုက်သွားတာပြည်သူမဟုတ်ဘူးเนาะအဲ့ဒီဓမ္မကပြူစောတိရဲစစ်တပ်ရဲရဲရဲဘသူမှမဟုတ်ပြည်သူမဟုတ်ဘူးဒီလောက်စစ်တပ်တွေရဲတွေကင်းလှဲ့နေတဲ့ကြားတဲ့ကနော်ဒီလောက်ဘန်ကာတွေထက်ထက်ချထားတဲ့ကြားတဲ့ကဒီတိတ် တိုက်ရှင်ရွှေဆိုင်ကိုဓမ္မဝင်တိုက်သွားတာတခြားလူတွေမဟုတ်ဘူးရွှေသမင်ဘက်ကထွက်မင်းကြီးဒါကထွက်စစ်တပ်ရဲ့ပြူစောတိတွေစစ်တပ်ရဲ့ပြူစောတိတွေနော်အခုအဲ့ဒီလူငယ်လေးယောက်ကိုဖမ်းမိပါပြီဆိုပြီးတော့သူတို့တင်ထားတာတကယ်တော့တကယ်တရားခံအစ်စ်တွေမဟုတ်ဘူးနော်တကယ်တရားခံအစ်စ်ပြီးတော့တကယ်တကယ်တရားခံအစ်စ်တွေကပြူစောတိတွေစစ်သားတွေရဲတွေဗျာနော်စစ်သားတွေရဲတွေ အဲ့တော့ဖဖို့ဒီကလေးလိုက်ကိုအနစ်ချုပ်ရရေဖုံးလို့မိဘပြည်သူတွေနေ့စဉ်နေ့တိုင်းစစ်တပ်ကပြည်သူကိုဘုံကျဲတပ်ဖြတ်နေလို့ဖုံးလို့မိဘပြည်သူတွေဘက်တော့မှစိတ်တမကြနဲ့အဲ့ဒါတော်လိုင်းကြီးနဲ့လည်းဘာမှမဆိုင်ဘူးနော်ဘုံကျဲတာပဲဗျာလေရင်ရှိရင်ကျဲလို့ရတာပေါ့နော်မိုက်ရင်ကျဲလို့ရတာပေါ့မိုက်လဲမိုက်တယ်လေလဲရှိတယ်ဆိုရင်ကျဲလို့ရတယ်လीဒါဘာဆန်းလို့လဲ ြည်သူတွေရန်ကုန်မှာလည်းအများကြီးပဲတွာလာလှုပ်ရှားနေတာမန္တလေးမှာလည်းပြည်သူတွေအများကြီးတွာလာလှုပ်ရှားနေတာအဲလေနဲ့ဝူကနဲ့ကောင်းကင်ဘော်တက်သွားပြီးတော့ဘယ်နာကိုပုံကျဲမလဲကျဲပြီဆိုတဲ့ကအ ਨੇ စုံပြည်သူတွေကတော့သိမှာပဲနော်ဘာမှမဆန်ဘူးဘာမှမထူးဆန်ဘူးနော်အပြစ်မဲ့ပြည်သူတွေမြေပင်မှာတွာလာလှုပ်ရှားနေတော့ကိုအပေါ်ကနေဘုံကျဲချတာမသိပဲနေမလားဒါလွယ်လွယ်လေးဘာမှခက်တဲ့လုံးမဟုတ်ဘူးနော် ဘာမှခက်တယ်လို့မဟုတ်ဘူးเนาะလေရင်ရှိမယ်ဘုံရှိမယ်လေရင်စီရှိမယ်ဆိုရင်အပေါ်ပြန်တက်ပြီးဘုံကျဲလို့ရတယ်ဘာခက်လို့တော့ဘုံကျဲတာဘာခက်လို့တော့သူတို့ဘုံကျဲတိုင်းဖိုးတို့မိဘပြည်သူတွေကအ ਨੇ တဲ့များတော့သေရမှာပဲအဲ့ဒီသေတိုင်းသေတိုင်းဒီအပြစ်မရှိတဲ့ပြည်သူတွေသေတာအဲ့ဒါတော်လိုင်းကြီးနဲ့ဘာမှမဆိုင်ဘူးတကယ်တော်လိုင်းကြီးနဲ့ဆိုင်တာကသူတို့ဘယ်နှယောက်အလင်းဝင်သွားတယ်ဘယ်နှယောက် အဖန့်ခံရတယ်ဘက်စကန်နေတိတ်ခံရတယ်အဲ့ဒါကမှတော်လိုင်းကြီးနဲ့ဆိုင်တာနော်အဲ့ဒီတော်လိုင်းကြီးသတင်းတွေကိုသူတို့ဖုံးဖို့အတွက်ကြွမနိုင်ကြည်မီနဲ့ရှုတိုင်းသားလက်နဲ့ခိုင်းတဲ့ PDF တွေကိုမနိုင်တဲ့အတွက်ကြောင့်ပြည်သူတွေကိုဘုံကျဲတာဗျာပြည်သူတွေကိုမီးနဲ့ရှုတာဗျာဒါကြောင့်ဘုံကျဲတာကဘာမှမထူဆန်းဘူးနော်ဘာမှမထူဆန်းဘူးအဲ့တော့ ဘုံကျဲတာနဲ့ဘဘလို့တော်လှန်ရေးကြီးနေလေဘာမှမဆိုင်ဘူးဘုံကျဲလို့ပြည်သူတွေသိကြသေးပဲရွာတွေမီးလောင်ခြင်းမီးလောင်မယ်ဒါပေမဲ့စစ်တပ်ဒီတိုင်းပြည်ကိုသူတို့ဘဲတော့မှအုပ်ချုပ်လို့မရစေရဘူးပေါ့နော်ဒီတော်လှန်ရေးကြီးကဈေးကြီးပါတယ်ဘဘလို့အိမ်တွေရွာတွေအသက်တွေမိသားစုတွေအများကြီးရင်းနှီးထားရတယ်ပေါ့နော်ဘလုံးမကိုဘဘလို့နောက်ပြန်လှည့်လို့မရတော့ဘူးပေါ့နော်ဘဘလို့အပိတိုင်ဒီအာရာရှင်ကို ဖြိုချမှာပဲဒီရင်းနှီးမြုပ်နှံထားတဲ့အရင်းနှီးတွေနဲ့တန်မှာပဲဖြစ်တယ်ပေါ့နော်ဘုံတို့ရင်းနှီးမြုပ်တန်ထားတဲ့အရင်းနှီးတွေကအများကြီးပဲအများကြီးပဲအသက်တွေဆိုလဲထောင်နဲ့တောင်းနဲ့ချီတယ်ဘဝတွေဆိုလဲထောင်နဲ့တောင်းနဲ့ချီတယ်အိမ်တွေရွာတွေဆိုလဲရှင်းတယ်တိမ်းနဲ့တန်းနဲ့ချီပါတယ်အဲ့လောက်ထိရင်းနှီးမြုပ်နှံထားပြီးတော့ဘုံတို့ရှုံးမယ်လို့မနိုင်ဘူးလို့နော် ဒုံရင်ဒုံရင်တို့တရေတရေတို့ဆိုတာဖဖို့တို့လောဘကိုမမျောမှန်းထားပါဘူးပေါ့နော်မမျောမှတ်တော့ဖဖို့တို့လိုချင်တာစီတရေတို့ဒုံရင်ဒုံရင်တို့လောဘမလိုချင်ပါဘူးဒီလောက်ရင်းနှီးမြုပ်နှံမှုအကြီးကြီးမြုပ်နှံထားပြီးတော့မှဖဖို့တို့ဒီအာရာရှင်တွေကိုနှစ်ပေါင်း80ကျော်တခါမှအမြင့်မဖြတ်နိုင်ခဲ့တဲ့ဒီချိန်မှာအမြင့်ဖြတ်နိုင်ရမယ်ပေါ့ဗျာနော်ဒီချိန်မှာဖဖို့တို့အမြင့်ဖြတ်နိုင်ရမယ်ပေါ့အဲ့လိုတန်ဋိဌာန်နေနဲ့ ဖဖို့တို့တော်လည်ကြီးကိုဆုံးကတ်တိုက်ရောအတူတကူကပါဝင်ပြီးတော့ပူပေါင်းတိုက်ပွဲဝင်သွားကြမယ်ပေါ့ဗျာနော်ဝင်သွားကြမယ်ပေါ့ဒါကြောင့်ဖဖို့တို့ပြိပတ်ပြည်သူတွေအားမလျှော့ပါနဲ့ဖို့တို့တော်လည်ကြီးကနေ့တိုင်းတွားနေပါတယ်ပေါ့နော်နေ့တိုင်းတွားနေပါတယ်နှေးချင်နှေးလိုက်မယ်အဓိကမရက်ပြစ်ဖို့အရေးကြီးပါတယ်နေ့ချင်းနှိမ့်လိုက်မယ်အဓိကမရက်ပြဖို့ရေးကြည့်ပါဥပမာနာယီတလုံးကိုကြည့်ပါနာယီတလုံးမှာ စက္ကန့်လေးတခုဘလောက်နှေးတယ်လဲစက္ကန့်60မှာတမိနစ်တမိနစ်ဆိုတာဘလောက်မှမရှိဘူးတကယ်တော့တမိနစ်ဆိုတာဘာတန်ဖို့မှမရှိဘူးကဲအဲ့ဒီတမိနစ်ဖြစ်ဖို့ကိုစက္ကန့်60ရှိပါတယ်နော်အဲ့ဒီစက္ကန့်60ဒီအင်မတန်မှနှေးပါတယ်ဒါပေမဲ့ဘလောက်ပဲနှေးတယ်လို့ပြောပြောစက္ကန့်60ပြည့်တမိနစ်ရောက်သွားတယ်ဟောတမိနစ်ကနေပြီးတော့တမိနစ်တွေများလာရင် 5မိနစ်10မိနစ်15မိနစ်မိနစ်20ဟောစက္ကန့်60ကနေစလိုက်တာဖြည်းဖြည်းလေးကနေစလိုက်တာ10မိနစ်10မိနစ်ကနေ5မိနစ်5မိနစ်ကနေပြီးတော့10မိနစ်10မိနစ်ကနေတနာရီတနာရီကနေနှစ်နာရီနှစ်နာရီကနေတရက်တရက်ကနေတပတ်တပတ်ကနေတလတလကနေတစ်နှစ်ဟောတစ်နှစ်ကနေအခုနှစ်နှစ်သုံးနှစ်၄နှစ်ကဲအဲ့ဒီ၄နှစ်ဆိုတဲ့အချိန်ဟာဘယ်ကစလဲဆိုရင် ဖြည်းဖြည်းနှင်းနှင်းလေးလို့ပြောတဲ့တန်ဖိုးမရှိတဲ့စက္ကန့်လေးကစတာပါနော်ဒါကြောင့်ဘဘိုးတို့တော်လည်ကြီးကြီးကလည်းနှေးချင်နှင်းနေလိုက်မယ်ဗျာနော်နှေးချင်နှင်းနေလိုက်မယ်ဒါပေမဲ့မရက်ပြစ်ဖို့အရေးကြီးပါတယ်နော်တွားနေဖို့အရေးကြီးပါတယ်နော်ဘလောက်ပဲနာရီစက္ကန့်လေးဟာနှင်းနေပါစေမရက်ဖက်နဲ့မနာဘဲနဲ့တွားနေမယ်ဆိုရင်အချိန်တန်ရင်တော့စက္ကန့်လေးဟာမိနစ်အဖြစ်ကိုပြောင်းလဲသွားတယ်မိနစ်ကနေ နာယီအဖြစ်ကိုပြောင်းလဲသွားတယ်နာယီကနေရက်ကိုပြောင်းလဲသွားတယ်ရက်ကနေလတွေပြောင်းလဲသွားတယ်ရရကနေနှစ်တွေပြောင်းလဲသွားတယ်နှစ်တွေကနေခုနှစ်တွေအထိပြောင်းလဲသွားတယ်ဗျာဒါကြောင့်အဲ့ဒီလိုပြောင်းလဲဖို့အတွက်အလွန်အမတမနှေးပါတယ်ဆိုတဲ့စက္ကန့်လေးဟာမရက်ခဲ့လို့ဖြစ်တယ်ဗောနော်ဘုလဘဘလို့တော်လာရေးဟာမရက်မနာပဲနဲ့အခုခုံမောင်းပြီးတော့စက္ကန့်နဲ့အမျှ သွားလာနေပါတယ်အောင်ပွဲတွေရနေပါတယ်ဒါကြောင့်ဖဖို့တို့မရက်ပြစ်ပဲနဲ့ဒီတိုင်းသာဆက်သွားမယ်ဆိုရင်ဖို့တို့တော်လည်ရေးကြီးကလိုချင်တဲ့ပန်းတိုင်းကိုမကြမ်းနဲ့မှာပဲရောက်ရှိမှာပါအတင်းထားကြပါလို့အဘိဇဂါပြောကြရင်ဘမိုးရဲ့လိုက်ကိုဒီမာရင်ပဲအဆုတ်သက်လိုက်ပါတယ်ဗျာအလုံးမိပါပြည်သူပေါင်းတို့ကြမ်းမှာချမ်းသာကြပါလေအသက်ရှင်နာခင်ကြပါလေဗျာ